အားလုံးပဲမင်္ဂလာပါတရှိခွန်အားပေးတဲ့ကနေပြန်လည်ကျေးဇူးလိုက်ပါရစေ။ဆရာကတော့တာရိုနယ်လက္ခဏာပြတာဆရာဆရာရဲ့အောင်ပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဒီ November လဒီ30ရက်နေ့ကနေအဲ ီဇင်ဘာလပေါ့နော်ဒီဇင်ဘာလ6ရက်နေ့အတွင်းတပတ်တာပြောင်းလဲလာမယ်ကန်စရာတွေကမှအဲခုနှစ်သားသမီးတွေမှာကကန်အကောင်းမွန်ဆုံးနဲ့အပြောင်းလဲအများဆုံးနေနဲ့၃ခုကိုဆရာကတောင်းနဲ့ယူထည့်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အဲနေနဲ့၃ခုကလည်းဘာတွေဖြစ်လာမလဲဘယ်လိုမျိုးကန်စရာအပြောင်းလဲတွေကိုကြုံနေရလဲဘာတွေဆောင်ရင်ဆောင်ရင်နေရှိမလဲဆိုတာကိုဆရာက အသေးစိတ်ပြီးပြောပြသွားမယ်နော်အဲနေနဲ့သားသမီးတွေကဘယ်နဲ့သားသမီးတွေဖြစ်ချင်လဲဆိုတော့ဖြစ်တယ်သိချင်လဲဆိုတော့ဒီ ဒီဗီဒီယိုလေးကိုစုံတဲ့တကြည့်ပါနော်ပြောင်းလဲလာမယ့်ကင်ဆာလေးကိုဆရာကပြောပြသမှာဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကင်ဆာလေးပေါ်မှာလည်းအာယုံစိုက်ပြုတ်တာလေးပြောခြင်းပါတယ်ကဲအစင်းချင်းဖြစ်ရင်စလိုက်အောင်ကဲဒီတစ်ပတ်မှာနေနံ၃ခုဘယ်နေနံ၃ခုကအကောင်းဆုံးဖြစ်မလဲဘာတွေထူးခြားလာမလဲကြည့်အောင် ကန်နေတဲ့အဆုံးကိုတော့ရွေးပြီးသွားပြီပေါ့နော်ဘယ်နည်းနဲ့သားသမီးတွေဖြစ်မလဲအရင်ဆုံးကြည့်မယ်ကေပထမအဆုံးနေသားကကြတော့တနင်္ဂနွေသားသမီးဖြစ်ပါတယ်ကေဒုတိယနေသားကကြတော့တနင်္လာသားသမီးဖြစ်ပါတယ်ကေနောက်ဆုံးနေသားကကြတော့ဗုဒ္ဓဘူးသားသမီးဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေရဲ့တနင်္လာရဲ့ဗုဒ္ဓဘူးရဲ့ နေသားတော့တည်သွားပြီဘယ်ခန်းကဏ္ဍတွေဘယ်အပိုင်းတွေမှာထူးခြားလာမလဲဘာတွေကြုံရမလဲဘယ်လိုကံစရာပြောင်းလဲတွေကိုရရှိနိုင်မလဲကဲပထမအုပ်ဆုံးကံစရာအဲ့တော့ပထမအုပ်ဆုံးကံစရာအနေနဲ့ကကြတော့ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းမှာကိုယ့်ရဲ့စီးပွားရေးမှာကိုယ့်ရဲ့ဒီပေါ့နော်လှုပ်ရှိလက်ရှိလုပ်ကင်နေတဲ့လုပ်ငန်းမှာ အောက်လက်ငယ်သားတွေကိုယ့်ရဲ့အငယ်တွေရဲ့ထောက်ပံ့ကောင်းနေအဲသူတို့ရဲ့ ြုလုပ်မှုကောင်းနေကြအောင်ပေါ့နော်နာမည်ကုန်သင်းတက်တာမျိုးတွေလုပ်ငန်းတိုးချဲ့ရတာမျိုးတွေလုပ်ငန်းတိုးတက်တာမျိုးတွေရရှိလာမယ်ဆိုတော့ကန်ဒမိတ်တဲမှာအဲဒီနေသားသုံးခုပေါ့နော်တနင်္ဂနွေရက်တင်လာရဗုဒ္ဓဘူးသားသမီးတွေကပို့ပြီးတော့ခန်းစားရတတ်တယ်စီးစားထူးကြရတတ်တယ်အဲ့တော့ဒါလေးကတော့လုပ်ငန်းခွင်တွင်းမှာမှာတခြားအရာတွေတက်ဆိုင်အောက်လက်ငယ်သားတွေ အငယ်ဒီကြောင့်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာလုပ်ငန်းပိုင်းဆိုင်ရာမှာတိုးတက်အောင်မြင်တာမျိုးလေးတွေအဲပြီးတော့ပို့ပြီးတော့ပေါ့နော်ထူးခြားမှုတွေရလာတာမျိုးလေးတွေအဲလာစာတိုးတာမျိုးလေးတွေနာမည်ကောင်းရတာမျိုးလေးတွေလုပ်ငန်းတိုးတက်တာမျိုးလေးတွေရရှိဖို့တွေ့ပါတယ်ကဲဒုတိယကန်စတာအဲ့တော့ဒုတိယကန်စတာအနေနဲ့ကကြတော့သတိထားပြရမှာအဲ့တော့ဒေတာပြရမှာဆိုတာကကောင်းတာကကောင်းတယ်မကောင်းမဟုတ်ဘူးအဲ့တော့အပေါင်းသင်းမိတ်ဆွေတွေကြားမှာကိုယ့်ကိုပေါ့နော်အဲ့တော့ အနောက်ရက်ပေးခြင်းမဲ့အရာမျိုးနီးကောင်းလမ်းမှန်မဟုတ်ဘဲနဲ့လမ်းမားလေးတွေလမ်းမားရအောင်ပေါ့နော်တွန်းပို့ပေးမဲ့လူမျိုးလေးတွေအဲ့တော့အပေါင်းအသင်းမိတ်ဆွေတဲမှာမှအဲဂျုံနီယာတတာမျိုးလေးတွေပေါ်လာတတာမျိုးလေးတွေရှိနေတတ်ပါတယ်အဲ့တော့ဒါလေးတွေကတော့ကိုယ့်ရဲ့တိုးတက်မှုမှာအဲ့တော့ခလုတ်လေးတွေစူးညောင်းခလုတ်လေးတွေဖြစ်ပေါ်တတ်တယ်အဲ့တော့အဲ့ဒါလေးတွေကိုကိုကမဖြစ်ဖို့အတွက်ကိုကဂျိုတင်တီတာအတွက်ကိုကသတိထားလို့ရတယ်ရှောင်ကျင်လို့ရတယ်ဂျိုတင်ပြီးတော့ကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့ ကိုကိုမြှောက်ပင်ပြီးပြောတာမျိုးဖြစ်ဖြစ်အဲကိုရဲ့ကြီးမွန်ပြီးတော့ကိုကိုကြီးမွန်ပြီးတော့ဒါတွေကောင်းတယ်ဒါတွေကောင်းတယ်ဒါတွေကောင်းတယ်ပြောပြီးတော့မှအဲကိုကြီးကိုလမ်းကောင်းလမ်းမှန်မဟုတ်ပဲနဲ့ပေါ့နော်မှားရွေးတဲ့လမ်းတွေလမ်းမားတွေရောက်အောင်တွန်းပို့တိုင်တဲ့လူမျိုးအဲအဲ့တော့ကိုအကျိုးရဲ့ပစ္စည်းရပစ္စည်းကြောင့်ကိုတွန်းပို့ပေးမဲ့လူမျိုးတွေတွေနဲ့တွေ့ရတတ်ပါတယ်အဲ့တော့အဲ့လိုလူမျိုးတွေနဲ့တွေ့တွေ့မှရှိတဲ့ကံစရာရှိတယ်ပေါ့နော်အဲ့တော့မတွေ့အောင်သတိထားပေးဖို့လိုရပါလိမ့်မယ်နော်ကဲနောက်တစ်ခုကတော့နောက်တစ်ခုကကြတော့ အဲကိုယ့်ရဲ့လှုပ်ဖို့ဂိုင်ဘက်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့လက်တွဲပေါ့ တော့လောဘကံမဲ့ကောင်းနေလဲတွေ့ရမယ်အဲ့တော့လက်ပုတ်လက်တွဲပေါ်ပေါ့နော်အဲ့တော့လက်တွဲပေါ်အနေနဲ့ပြောမယ်ဆိုတော့အခြေအပိုင်းမှာလည်းအဲအာတာချက်တွေရှိမဲ့အဲကိုယ့်ရဲ့ပေါ့နော်ဟိုထူးချုံမှုတွေကိုယ့်ရဲ့သူများတဲ့ပူကောင်းတဲ့အရာတွေအဲကိုယ့်ရဲ့ဖြစ်တူးညံကောင်းတာတို့ညံတဲ့ပတ်သက်တာမျိုးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးထူးချုံမှုတွေအရာတွေကိုအဲပို့ပြီးတော့ပေါ့နော်အထောက်ပံ့ကောင်းပေးနိုင်မဲ့လူမျိုးဘေးကနေလမ်းပြပေးနိုင်မဲ့လူမျိုးပို့ပြီးတော့ပေါ့နော်ဟိုလိုအပ်တဲ့အရာတွေကိုလည်းပြည့်ပေးမယ်တူတူစူးစမ်း ားပြီးတော့အောင်မြင်မှုရအောင်စူးစမ်းပေးနိုင်မယ်လက်တွဲပေါ်အကောင်းမျိုးတွေနဲ့တွေ့ရတတ်ပါတယ်အဲ့တော့ လော်ဒဲဘော့ကောင်းဆိုတာကအဲကိုယ့်ရဲ့ပေါ့နော်ဒီစီးပွားရေးဘိုင်းမှာမဟုတ်ဘူးလုပ်ငန်းဘိုင်းတွေကကိုယ့်ရဲ့ပညာရေးဘိုင်းတွေရောကိုယ့်ရဲ့အမျိုးမျိုးသောအကြောင်းအရာတွေမှာပါသူကလိုက်လံပြီးတော့ကိုကစဉ်းစားပေးတာမျိုးအကြံဉာဏ်ကောင်းပေးတာမျိုးပို့ပြီးတော့ကောင်းအောင်အပြုပြင်ပေးနိုင်မယ့်လူမျိုးတွေနဲ့တွေ့မယ်ဆိုရင်တော့ပို့ပြီးတော့မှန်ကန်မယ်ပေါ့နော်အဲ့လိုလူမျိုးတွေရတတ်ပါတယ်အဲ့တော့အရင်နဲ့ပတ်သက်ရင်လည်းတော်တော်လေးကိုမှအဲကို့အတွက်ဘတ်စုံဖြစ်ပြီးတော့အမေကဲ့သို့သောဒါမှမဟုတ်ကို့ရဲ့အမကဲ့သို့သောကို့ကို ကူညီမားစားပေးမြမှုမဟုတ်ပဲနဲ့ပေါ့နော်အမြဲတမ်းဘေးကနေပေါ့နော်ကြည်ပြီးတော့ပြုပြင်ပေးနိုင်မယ်လူမျိုးတွေနဲ့တွေ့ရဖို့ရှိပါတယ်ဒါလေးကတော့တပတ်တာကန်စရာအတွင်းမှာမှာကောင်းမွန်မဲ့ကန်စရာလေး၃ခုကန်ကောင်းမဲ့နေနံ၃ခုပေါ့နော်ကန်စရာအကောင်းဆုံးဖြစ်နေမဲ့နေနံ၃ခုကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ကန်စရာလေးတွေပြောပြီးသွားပြီတီးပြီးသွားပြီအဲ့တော့ ရှောင်ကျင်ရမှာကကြတော့လောလောဆယ်ဒီကာလအတွင်းဒီတပတ်တာအတွင်းမှာခုနပြောတဲ့တနင်္ဂနွေသားသမီးတနင်္ဂနွေသားသမီးတွေပုံတပူးသားသမီးတွေအနေနဲ့ကကြတော့စိတ်သားတို့စက်သားတို့ဇီးသီးတို့စတော်ဘယ်ရီတို့ပေါ့နော်အင်္ဂါနံအစားအသောက်လေးတွေကိုအတက်နိုင်ဆုံးရှောင်ပေးရမယ်အဲ့တော့အတက်နိုင်ဆုံးရှောင်မယ်ဆိုတော့ကိုကအញ្ញန်းနေဖြစ်တာမျိုးတွေကျမ်းမာရေးချူချတာမျိုးတွေကိုရဲ့လုပ်ငန်းခွင်တွေမှာလက်လာပါပိတ်တာမျိုးတွေလက်ပိတ်တာမျိုးတွေလုပ်ငန်းစီးပွားတွေနှောင့်နှေးတာမျိုးတွေမဖြစ်တတ်ဘူးပေါ့နော်အဲ့တော့ဒါလေးကတော့ရှောင်ပေးရမယ့်ဟာလေး ကဲဆောင်ပေးရမယ့်ဟာလေးဆောင်ပေးရမယ့်ဟာလေးကကြတော့ကိုယ့်ရဲ့အလုံစပွဲတို့ကိုယ့်ရဲ့ဒီပေါ့နော်အဲပညာရေးဆိုလဲကိုယ့်ရဲ့ဒီစာကြည့်စပွဲတို့ဘာတို့မှာဘာလေးလုပ်ပြီးလို့ရလဲဆိုတော့အဝါရောင်ပန်းအိုးလေးနဲ့ပန်းပန်းပင်လေးပေါ့နော်ပန်းပင်လေးတစ်ပင်ကိုယ့်ရဲ့ဒီအလုံစပွဲဒီမှာထားပေးအဲ့ဆိုတော့ဒါကတော့ဆောင်ပေးရမယ့်ဟာလေးဒါကတော့လုပ်ငန်းစည်းပွားတွေတိုးတက်ဖို့အတွက်အားသာချက်ဒီဖြစ်အောင်တွန်းအားပေးနိုင်မယ့်အရာလေးတွေပေါ့နော်အဆောင်လေးပေါ့အဲကဲနောက်တစ်ခုရတရားလေးအနေနဲ့ကကြတော့ ကိုယ့်ရဲ့အိမ်ဖျားတာမမို့နီးစက်ရဖျားလေးမှာအဲ့တော့ ठी ဖြူခုနှစ်လက်လေးထူထမ်းပြီးတော့ကိုယ့်ရဲ့အညံ့နေပြပြောက်သွားအောင်ကင်ဆာအညံ့လေးတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာရရှိဖို့အတွက်ဆုတောင်းပေးပါအဲ့ဆိုတော့ဒီတပတ်တာကင်ဆာရင်းကတော့တင်းအတွက်ကောင်းမွန်တဲ့ကင်ဆာတပတ်တာဖြစ်ပါလိမ့်မယ်ပိုမိုကောင်းမွန်တဲ့ရလက်ကောင်းတွေလည်းရရှိမယ်အဲဒီတပတ်တာကင်ဆာလေးကိုရရှိမှာဖြစ်ပါတယ် ကဲနောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကန်ဆာလေးစီးကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလက်ကဲရှုပ်လောက်စားဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်